Facebook မှာတစ်ဖက်လူတယောက်ကိုကျွန်တော်တို့အမြင်မကြည့်တော့ဘူးဆိုရင်အဲ့လူကို block ဆရာလည်းမလို့ hide ဆရာလည်းမလို့ပဲနဲ့ကျွန်တော်တို့ကနေပြီးတော့အစင်တန်းရှိရှိနဲ့ကျွန်တော်လုတ်တဲ့နီးလေးကိုမျှဝေးပါမယ်ပရမဇုံနေဖြစ်ကိုယ့်ရဲ့ Facebook friendly ထဲကိုသွားပါ friendly ထဲကိုသွားပြီးလို့ရှိရင်ကျွန်တော်ကလုံးမဲ့တငယ်ချင်းကိုတစ်ချက်အရင်ဆုံးသူ့ရဲ့ account ထဲကိုကျွန်တော်ဝင်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ account ထဲကိုဝင်လိုက်ပါသူ့ရဲ့ account ထဲကိုဝင်လိုက်ပြီးဆိုလို့ရှိရင်ဒီနာလီကကျွန်တော် friend ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါနေပြီးပြီဆိုလို့ရှိရင်ဒီနာလီမှာရှိနေတဲ့ taste a brand ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနာလီမှာအဓိကအပေါ်အအကြောင်းနှစ်ကြောင်းပေါ့နော်ဒီနှစ်ကြောင်းအဲ့တော့ဒီအပေါ်ဆုံးကအကြောင်းလေးကိုစီးလဲဆိုတာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီအောက်လေးမှာရှိနေတဲ့ limit who you see ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြောင်းပြလိုက်ပါဒါဆိုရင် င်သူတင်တဲ့ post တွေကကိုယ့်စီကိုလာပြီးတော့ပေါ်လာမှာမဟုတ်ဘူးလောဆရာလည်းမလို့ဟိုက်ဆရာလည်းမလို့ဘောနော်ပြီးရင်စိတ်ကိုကျွန်တော်နှိပ်ပေးရမယ်ဘောနော်ပြီးလို့ရှိရင်ဒုတိယအကြောင်းဆက်ပြီးတော့နှိပ်ပေးပါဒုတိယအကြောင်းကတော့ကျွန်တော်တင်ထားတဲ့ post တွေကိုသူ့စီမှာသွားမပြတော့ဘူးသူလည်းမမြင်ရတော့ဘူးအဲ့တော့ကျွန်တော်တို့ပြီးတော့ save ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က Facebook မှာတစ်ဖက်ကလူတွေကိုကျွန်တော်တို့ block ဆရာလည်းမလို့ hide ဆရာလည်းမလို့ကျွန်တော်တို့ဘလိုနည်းနဲ့မှမိတ်မပြတ်တော့ဘဲနဲ့သူကလည်းကိုယ်မမြင်ရတော့ကိုယ်ကလည်းသူ့မမြင်ရတော့ဘူး friend list လည်းမပြုတ်သွားပါဘူးเนาะပြီးလို့ရှိရင် down ကိုနှိပ်လိုက်ရင်ရပါပြီအားလုံးကိုလည်းကျေးဇူးတင်ပါတယ်